ဟယ်လိုပူရိုတောင်ကြီးခီးစင်မှာပူရိုဘလိုလေးတွေသွားခဲ့နေဘလိုလေးနေစားခဲ့တယ်ဘလိုအလှတရားလေးတွေကိုတွေ့ခဲ့မယ်ဆိုတာကိုဟိုဒီဗီဒီယိုမှာတခါလေးရှင်းပြအဆုံးပြီးလိုက်ကြည့်ကြပါရှင်တောင်ကြီးရောက်ပြီးမနက်ရှင်းနိုင်တော့မှအင်းလေးကိုစသွားခဲ့ပါတယ်။ပိုတို့အင်းလေးကိုရောက်သွားတဲ့အခါမှာဆိုရင် ဒီအင်းလေးရှင်ပြုတ်ပွဲကိုတွေ့ခဲ့ရပါတယ်။သူတို့ရဲ့ရှင်ပြုတ်ပုံကတော်တော်လေးထူးဖျားတော့တတ်ပါပြီ။ဖျားပန်းလေးကမှန်ပါပြီ။သူတို့ကဒီကြာပန်းလေးတွေကိုဒီလေပေါ်မှာလိုက်ရောင်းနေအတော်ကြီးတွေဇယံဝယ်ခဲ့တာပါ။သူတို့အနောက်ကိုနည်းနည်းလေးစက်ဝင်သွားမယ်ဆိုရင်တော့ဒီအင်းလေးရဲ့ဖျားဝင်ရောက်ပါပြီ။ ပိုးတော့သွားတာကြောင်ပိတ်ရဆိုတော့လှေလဲများသလိုလူလဲများပါတယ်။ပြီးသွားအဲ့တဲ့တွေလည်းတော်တော်လေးကိုများပါတယ်။ပြီးတော့ပိုကဒီအင်းလေးဖျားကိုတေချာလေးရိုက်အင်းလေးကိုမရောက်ဘူးတဲ့သူလေးဒီဗီဒီယိုမှာတခါလဲဖူးမြော်နိုင်ပါတယ်ရှင်။ပိုတို့ဖျားဖူးပီးပီးဆိုတာနဲ့ပိုတို့အင်းလေးမှနမဲအကြီးဆုံးတရားကိုတော့အဲ့ဒီကိုရောက်တိုင်းမဖြစ်မနေတော့ရမယ့်အင်းလေးတရားဆိုလဲမှန်ပါတယ်။အဲ့ဒီသွားနေစဉ်ခရီးတစ်လျှောက်လမ်းတစ်လျှောက်မှာ လေလေးတွေနဲ့သွားရတဲ့ feeling ကိုအပြည့်အဝခံစားရတဲ့ inner fight ကိုရပါတယ်။သူတို့ရဲ့အိမ်လေးကိုရေပေါ်မှာစောက်ထားတာလေးရလေ။တန်းစီလန်းတလျှောက်အများကြီးပဲ။ပြီးတော့ပုံလို့သွားချင်နေတဲ့အင်းလေးတရာအဆောက်ကိုရောက်ခဲ့ပါပြီ။ဒါကတော့အဆပဲရှိပါတယ်။ဟိုနောက်ထိဆက်သွားရအောင်ပါရှင်။ဆက်သွားနေတဲ့ပုံကတော့အင်းလေးရဲ့ view ရေအင်းလေးရဲ့အဆပြားရေကိုအပြည့်အဝရိုက်ခဲ့ပါတယ်။ ကိုယ်တော့နည်းနည်းလေးဆက်သွားနေရင်းနဲ့အင်းလေးရဲ့လှည့်ရမ်းရမယ့်တရားအနာကိုရှောက်ခဲ့ပါတယ်။ကိုတို့ရဲ့လှည့်ရမ်းရမယ့်နေရာကိုရှောက်ခဲ့ပါပြီ။ရှောက်ခဲ့ပြီဆိုရင်သူ့အပေါ်စတာလိုက်နေတော်တော်လေး mighty view သူတို့စီကဘာတလေးကိုအတိုက်စုံနေပြန်လေလေးတွေနဲ့တွားပြီးတော့သူတို့ရဲ့ဈေးပန်းလေးနဲ့ရောင်းနေတာတော်တော်လေးအတိုက်စုံပြောရမယ်ဆိုရင်တော့လှေပေါ်မှာဈေးရောင်းတာဒါနဲ့ပဲပိုတို့ဒီအင်းလေးတရားပေါ်ကိုတက်ခဲ့ကြပါပြီ။ ပိုရိုးရက်ခဲတဲ့နေရာကအဆုံးလားဆိုတော့မဟုတ်သေးပါဘူးတတော်ရှိရှိလေးရောကြံပြီးပိုရက်ခဲတဲ့နားလေးကဒီလိုအမိုးလေးပါတော့နားနေလို့လည်းတတော်လေးကိုအဆင်ပြေပါတယ်ပိုသွားတာကကာနစီကာနစီဖြစ်တဲ့ကြောင့်မလို့လေနစီပိုရိုးလေကတော့စိုးရေးရောက်ပါတယ်ဒါဒုတိယလေပါ ဂျာကပိုအဖွဲ့ထဲမှာပါတဲ့အငယ်ဆုံးလေးလို့လည်းပြောပြီးတော့ပိုတို့အေးဒီတံတားမှာတပုတ်နေရိုက်ပြီးတော့ပြန်ခဲ့ပါပြီပြန်ခဲ့တဲ့ချိန်မှာလည်းအင်းလေးရဲ့တဘာဝတရားရဲ့အလှယူတော့အပြေးဝါခံစားနေအပြေးဝါရိုက်ခဲ့ပြီးပါတယ်ပြီးတော့ရှိသေးတယ်သူတို့ရဲ့လှေလော်တဲ့ပုံစံလေးရဲ့ပိုတို့တွေ့ခဲ့ရပါတယ်အင်းလေးရောက်ပြီဆိုရင်မဖြစ်မနေစားသေးတဲ့အရာဘာလို့ထင် အဲ့ဒါကတော့ကြာရွေးကြည်တာပဲဖြစ်ပါတယ်ပိုတို့လည်းရောက်တာနဲ့လက်လွတ်မခံမနဲ့ဝယ်စားခဲ့ပါတယ်သူအရသာကတော့ပိုရွေးစီမံရောင်းနေဝါကြည်တောင်းလို့အရသာမျိုးပါပဲဘာမှတော့မထူးခြားဒါပေမဲ့စားဖို့အောင်တော့စားခဲ့ကြည်ပါလို့ပိုပြောချင်ပါတယ်သူ့ကိုစားမယ်ဆိုရင်ခေါ်ရတာစိတ်ဆီမှရပြီးတော့ဒီအိန္ဒိယနေဘူးစားထွက်ခဲ့ပါပြီပြီးတော့ပိုလိုတောင်ကြီးမှရှိတဲ့ဒီမျိုးတော့ကကုပြာကိုပို့သွားပါဒီဖျားကိုရောက်လာနေတယ်တောင်ကြီးရောက်တော့မခံစားရဘူးပကံရ က်ဝါသလိုခံစားဘာဖြစ်လို့လဲဆိုတော့ဒီဖေဟာကတော်တော်လေးလဲတာသလိုရှေ့ဟောင်းလဲနည်းနည်းလေးကြာပို့တော့ဒီဖေဟာကိုပြူပြီးတော့နောက်ဖေဟာတစ်စုကိုဆက်သွားခဲ့ပါတယ် အဖျားကတော့ရွှေဖုံးပင်းဖျားပဲဖြစ်ပါတယ်။တောင်ကြီးရောက်ပြီဆိုရင်မဖြစ်မနေသွားရမယ့်နေရာတစ်ခုဆိုလည်းမှန်ပါဘူး။အခုလည်းဆိုတော့ပိုလို့ရောက်သွားတာလည်းတနေ့မိုးချုပ်တဲ့အထဲမှာပါတယ်ပေါ့နော်။ပြီးတော့ဒီနေဝင်စည်းစာလေးတွေကိုလည်းတွေ့ရတယ်။တောင်ကြီးကလည်းဖြင်းနေဝင်စည်းစာအချိန်မှာသူ့ရဲ့ view ကိုကြည့်လိုက်ရတာလေ။တော်တော်လေးကိုလှတယ်သလားရှင်တို့ပဲကြည့်ကြတော့။တိပေါ်တက်သွားတာနဲ့ချမ်းအေးရောဒီနေဝင်စည်းစာချင်းကတော်တော်လှတယ် ပြီးတော့ပိုလိုနောက်ဖျားတစုသွားခဲ့ကြပါပြီ။ပိုလိုဒီလိုလိုက်ပတ်နေနေပဲဒီဘိတ်ဆုံးဖျားမှာတော့မူချုပ်ထဲသေးနည်းနည်းဝင်ရင်တော့ဖျားပူနေနေရပါလေ။ဒါကတော့ဖျားအတွေ့အမြင်တူလိုက်တာပါ။ဒါကတော့ပိုလိုဒီနေ့သာတောင်းချင်တာပတ်ခဲ့တဲ့နေရာအစုံလေးပါရှင်။ဒီဗီဒီယိုကပိုထားရှိတော့မှကြောင့်ပိုပတ်ဝတ်နဲ့ပတ်တူဆိုပြီးတော့နှစ်ပုတ်ခွဲတာပဲ။ Bye bye.